ဒီနေ့မှာတော့ကို့ဘဝကိုဖြစ်သူလိုပဲမချဘဲထင်းချုပ်ပြီးတော့တိုးတက်ဖြောင်းလေ့ကျင့်တဲ့ဆစ်ရှိသူတွေအတွက်တကယ်ကိုအားတက်စရာကောင်းတဲ့ဒေါက်တာဖြုတ်ပိုင်ရဲ့ဘဝခရီးစဉ်ကိုအချီးခံပြီးတော့လေ့လာစရာတွေကိုမျှဝေပေးခြင်းပါတယ်။တခါလေမှလေကို့ဘဝကြီးကဘဲကနေစားရမမသိဘာလို့ရမမသိလမ်းပြောင်းနေတယ်လို့မျိုးခံစားရတတ်ကြပါတယ်။လှုပ်တော့လုံနေလားပဲ။ဒါပေမဲ့ကို့ထွားနေတဲ့လမ်းကအမှန်နေလားမှားနေလားလည်းမသိကြဘူး။ဘေဘီကငွေချင်းတွေကတော့အောင်းငင်းနေကြပြီး ကိုကတော့တယောက်သေးကြံ့ခဲ့တယ်လို့မျိုးကဲမဲ့သူမရှိတယ်လို့မျိုးခန်းစားနေရတဲ့ချင်းนี่จုံဖူးကြမှာပါတကယ်တော့လေဒီလိုခန်းစားချက်မျိုးကတယောက်သေးจုံနေရတာမဟုတ်ပါဘူးဒါဟာမျိုးဆက်တစ်ခုလုံးနီးပါးမျှဝေခန်းစားနေရတဲ့ရုံးကံမှုတစ်ခုလိုပါပဲဒေါက်တာဖြိုးပိုင်ကိုလိုက်လေသူ့ရဲ့ငယ်ဘဝမှာချမ်းသာတဲ့သူ့ရဲ့တဝန်းခွဲလေးနဲ့ရှင်လိုက်ရင်အများကြီးกว่าချနေတဲ့အချင်းတွေကိုဖျက်ဆီးခဲ့ရဘူးပါလေသူကိုယ်တိုင်ပြန်ပြောပြတာကတော့သူ့ရဲ့တဝန်းခွဲတွေက ကားအကောင်းစားတွေနဲ့ចောင်းဝင်လာကြတဲ့အချိန်မှာ သူကတော့အချိန်တော်တော်များများကိုဈေးထဲမှာပဲကုန်ဆုံးရတယ်။ညနေဆိုစိုင်သိမ်းရတယ်၊ဈေးရောင်းရတယ်။ပြောရရင်ဘဝနှစ်ခုကလုံးဝမတူညီတဲ့အစဖြူမဲ့တွေကနေစတင်ခဲ့ကြတာပါ။အဲ့မှာသူတိတ်ကိုတိတိတာတာသဘောပေါက်သွားတဲ့အချက်တခုရှိတယ်။အဲ့ဒါဘာလဲဆိုတော့လူတွေကသူ့အပေါ်ဆက်ဆံပုံဟာသူ့ရဲ့အချိန်လေးပြောင်းလဲသွားတာနဲ့အများလုံးဝကိုပြောင်းလဲသွားတယ်ဆိုတာပါပဲ။ အရင်တော့အเจ้าမှာဆီယမတွေကသူမိသားစုအခြေအနေကြောင့်ဆက်ဆံပုံတမျိုးနောက်ပိုင်းသူကိုယ်တိုင်အောင်မြင်လာတော့အဲ့ဒီလူတွေရဲ့ဆက်ဆံပုံကတမျိုးဖြစ်လာခဲ့ပါတယ်။ကဲအခုကျွန်တော်တို့ဘွားရဲ့အစဉ်သုံးစိမ့်ချဲကပထမဆုံးတစ်ခုကိုကြည့်ထကြရအောင်။အဲ့ဒါကတော့တန်တီတီကာလပါ။ဒီအချိန်ကကိုကိုကိုထောင်ချုပ်တစ်ခုတည်းပိတ်မိနေတယ်လို့ခံစားရနိုင်ပေမဲ့တကယ်တော့နားကအထုပ်ဖြင်းစင်မှုတွေလောက်ဆောင်ရမယ်အရေးကြီးဆုံးအချိန်တစ်ခုဖြစ်ပါတယ်။ဒီကာလကဘလောက်တောင်စိတ်ပိုင်းဆိုင်ရာအရာပင်ပန်းရလဲဆိုလား ဒေါက်တာဖြိုးပိုင်ရဲ့စကားလဲဆိုရင်ပိုပြီးထိမိမှာပါဆေးမယောင်းချင်မှုကျွန်တော်မုန်းနေတဲ့သူမကြိုက်တဲ့မုန်းတဲ့အလုပ်ကိုဝိုင်းရေးအထွတ်မထင်မနီလုပ်ခဲ့ရတဲ့အချိန်ဒီမှာရှိခဲ့တာပါဆိုတော့တန်တီတီကာလာဆိုတာအလကားထိုင်ဆောင်နေတာကိုပြောတာမဟုတ်ပါဘူးအောင်မြင်မှုဆိုတာပြင်ဆင်မှုနဲ့အခွင့်အလန်းကိုထိတ်တိတ်တွေ့တဲ့အချိန်မှာဖြစ်ပေါ်လာတာပါဒါကြောင့်ဒီအချိန်ဟာကို မကြိုက်တဲ့အလုပ်ကိုလုပ်နေရရင်တောင်မှနောက်တစ်ဆင့်အတွက် က်ကြွစွာပြင်ဆင်နေရမယ့်ကာလဖြစ်ပါတယ်ဟုတ်ပြီဒီလိုသိမ့်မိနေတယ်လို့ခံစားရတဲ့အချိန်မှာအားငယ်နေမယ့်အစားကိုယ့်လက်ချဲမှာထိန်းချိုးလို့ရတယ်ကိုကိုယ်တိုင်လုံနိုင်တဲ့ယာတွေကိုအာယုံစိုက်ပြီးအစစ်မြင့်တင်ရပါမယ်အင်္ဂလိပ်စာလိုမျိုး internet နဲ့ AI သုံးတာလိုမျိုးပြီးတော့အရေးအကြီးဆုံးကစိတ်ပိုင်းဆိုင်ရာခြံခိုင်အောင်လုပ်တာမျိုးတွေပေါ့ဒါမှအခုညီမဲ့နေတဲ့ကာလကိုစွာအပြည့်တဲ့ကာလတစ်ခုဖြစ်ပြောင်းလဲနိုင်မှာပါကဲပြင်ဆင်မှုတွေလုပ်ပြီးပြီဆိုရင်တော့ဒုတိယအဆင့်ရောက်လာပါပြီ ဲ့ဒါကတော့ရှာဖွေခြင်းခရီးပါဒီအဆင့်ကတော့ကို့အတွက်အခွင့်အလမ်းမှန်ကိုရှာဖွေရတဲ့ခက်ခဲချမ်းသာတဲ့ခရီးတစ်ခုထိတက်ပါတယ်သူရဲ့အလုရှာတဲ့ခရီးကတကယ်ကိုမလွယ်ခဲ့ဘူးဘွဲရပြီးတနည်းလောက်နေပါကြာခဲ့တယ်အစားပိုင်းမှာအင်တာဗျူးဖြစ်တာအမားရွင်းတဲ့ရှိခဲ့တယ်အထွေထွေမရှိလို့ငင်းပဲခံရတာတွေလည်းအများကြီးပဲဒါပေမဲ့နောက်ဆုံးမှာတော့ကျုံဆောင်မှုတွေကအရာထင်ပြီးထိတ်တန့်ကုမ္ပဏီတစ်ခုမှအလုရသွားခဲ့ပါတယ် ဒီနေရာမှာတစ်ကိုအရေးကြီးတဲ့အတွေ့ခေါ်တုတ်ကိုရှိပါတယ်။အဲ့ဒါကတော့လိုချင်တာမရရင်ပိုကောင်းတာရလိမ့်မယ်ဆိုတာပါပဲ။တကယ်လို့ဒူတာစောပိုင်းကအစင်းနှိမ့်တဲ့အလုပ်တွေကိုရသွားရင်အခုနောက်ဆုံးရလိုက်တဲ့ပိုကောင်းတဲ့အခွင့်အလမ်းနဲ့လွဲချောသွားနိုင်ပါတယ်။ဆိုတော့ရှုံးနေမှုဆိုတာပိုကောင်းတဲ့ရအတွက်လမ်းဖွင့်ပေးတာမျိုးလေဖြစ်နိုင်ပါတယ်။ကဲအခက်ခဲတွေမြင်းပယ်ခံရတာတွေအားလုံးကိုဖြန့်ကျော်ပြီးတဲ့အခါမှာတော့တတိယအဆင့်ထိုးတက်ကြီးထွားခြင်းအဆင့်ကိုရောက်လာပါပြီ။ ဒီစစ်မှာတော့အရှင်ဟွန်ကကိုယ့်ဘက်ကိုပလာပြီးဘဝကတိတိတသားကိုတိုးတက်ပြောင်းလဲလာတော့မှာပါသူဘဝဘယ်လောက်တောင်မြင်းမြတ်ဆက်ဆံပြောင်းလဲသွားလဲဆိုတာဒီမှာကြည့်အလုတ်တရပြီးတနစ်ပဲရှိသေးတယ်ကားတစ်စီးဝယ်နိုင်ခဲ့ပြီဒါဟာနှစ်ပေါင်းများစွာသူကြိတ်ပြီးပြင်ဆင်ခဲ့ရတာတွေရဲ့လက်တွေ့ကျတဲ့ရလတ်တစ်ခုပါပဲဒါပေမဲ့ဒီနေရာမှာတတိထားရမယ့်အန်ဒရယ်တစ်ခုရှိတယ်အောင်မြင်လာပြီဆိုပြီးဒီအတိုင်းတက်တန့်တတာနဲ့ကျင်းနေပြီးရက်သက်နေလို့မဖြစ်ပါဘူး ရလာတဲ့အရှင်အဟုန်ကိုပန်းတိုင်လို့မတတ်မှတ်ပဲနောက်ထပ်အခွင့်လန်းနေတီးဆောက်ဖို့အရင်အမြင့်တစ်ခုအနေနဲ့တုံးရမှာဖြစ်ပါတယ်။သူကိုယ်တိုင်လည်းဒီအတိုင်းမရခဲ့ဘူး။အိမ်မမခဲ့ရတဲ့အလောက်ကြီးကိုလုံးနေရင်းနဲ့ပဲဘေးကနေကိုပိုင်စီးဝါးကြီးတစ်ခုကို ထပ်ပြီးတီထောင်ခဲ့တယ်။နောက်ပိုင်းမှာအဲ့ဒီစီးဝါးကြီးကသူ့ရဲ့လစာထက်တောင်ဝင်ငွေပိုကောင်းလာခဲ့ပါတယ်။ဒါဟာရက်တက်မနေခြင်းရဲ့အကောင်းဆုံးဥပမာပါပဲ။ ဒီစင်သုံးစင်လုံးကိုခြုံပြီးချိလိုက်ရင်အဓိကအကြဆုံးအဆုံးဖြတ်ပေးနိုင်ဆုံးအချက်ကဘာဖြစ်မလဲအဲ့ဒါကတော့ကိုယ့်ရဲ့အတွေ့အခုံကိုယ့်ရဲ့အမြင်ပါပဲအဲ့ဒါကတော့ဒီစကားလေးပါပဲကိုယ့်ရဲ့အမြင်ရှိတယ်လို့ပဲကိုယ့်ရဲ့အမြင်ရောက်ကြတယ်ဆိုလိုတာကလူတယောက်ရဲ့ဘဝလာရာကို အဆုံးစုံမှာပုံဖော်ပေးထားတာက သူ့ရဲ့အတွင်းစိတ်ကအမြင်နဲ့သူ့ရဲ့အတွေ့ခေါ်အရေးတွေးတွေပါပဲဒါကိုမနှိုးကန်လို့လည်းပြောလို့ရပါတယ် ကိုစိတ်ထဲမှာကိုကိုကိုမင်းနေတဲ့မဲခွန်းတွေကကိုဘွားကိုပုံဖော်သွားလာပဲဥပမာငါဘာလို့ဒီလိုဆေးရနေရတာလဲလို့မင်းနေမဲ့အစားငါရီမှန်ချက်ရောက်ဖို့ဘာလို့ရမလဲလို့မဲခွန်းကိုပြောင်းလိုက်တာနဲ့တပြိုင်နက်အားငယ်တဲ့စိတ်ကနေစွာဟန်းပြေဝါးရဲ့စိတ်ကိုပြောင်းလဲပြစ်လိုက်တာပါပဲဒါကြောင့်ဒီနေ့မျှဝေခဲ့တဲ့အဆင့်၃ဆင့်ပုံစံကိုကိုဘွားနဲ့ပြန်ချိတ်ဆက်ကြည့်ပြီးကိုရဲ့နောက်ကဆင့်အတော်ရောပြင်ဆင်မှုလီစလုပ်ဖို့အဆင့်တင်စနေပြီလားဆိုတော့ ကိုကိုကိုပြင်မေးကြည့်ဖို့အချိန်တက်ပြီလို့ဆိုချင်ပါတယ်